အပေးစကားပြောရမယ်ဆိုရင်တော့အာအမက live တီတော်တော်များများမှာအာခုနညီမပြောတဲ့မှာတော့ပါပြောတဲ့ခင်မှာပါတယ်နော်အမပြောတဲ့မှာကငါတော့မဖြစ်နိုင်ဘူးငါတော့ဘာဖြစ်တယ်ဆိုတော့ကန့်သက်ချက်ပေါ့နော်အခုကို minus ပေါ့ခုနညီမပြောသွားတဲ့အနှုတ်ဆိုတော့ခုကို negative ဘက်တော့မှမတွေးပါအဓိကအရေးကြီးတာကဒီညီမအမပြောချင်တာကဒီလုပ်ငန်းကိုလေ့လာနေတဲ့တူတူ ဖြစ်မတိုးချင်တဲ့အကြောင်းရင်းတွေကအများကြီးရှိရပေါ့နော်အဲ့ထဲမှာဘာလဲဆိုတော့သိုးရိမ်ကြောင်ကြတာအဖြစ်လို့လေခုခေတ်ကြီးမှာ online မှာ one day ဆရာအကောင့်လုံးဖြစ်တယ်လိညာတဲ့စီးပွားရေးအရင်များလာတဲ့အပေါ်မှာကိုအဆင်ပြေပြီးတော့သူများအတွက်ထည့်မစင်စားတဲ့စီးပွားရေးများလာတဲ့အပေါ်မှာသူတို့အနေနဲ့တိမ်ကျုံပြီးတော့ညံလိုက်ကြတာအဲ့တော့မြန်မာကကဘာမှာပေါ့နော် ိုင်ငံကြီးအနေနဲ့ပြောတာဟုတ်မြန်မာနိုင်ငံသားမြန်မာမှန်ဟို permit မှန်လို့ရှင်အောင်မြင်မှုကသူများထက်အများတခြားနိုင်ငံသားတွေထက်အနောက်ရှိတယ် negative စိုးရိမ်တာဒါကိုယ့်ရဲ့ safety စိုးရိမ်တာပဲပေါ့နော်အရန်ပါလဲဆိုတော့ negative တာ positive ကို10ခုကြားတဲ့အချိန်မှာ negative တစ်ခုကြားလိုက်အဲ့ negative တစ်ခုကခုန10ခုထက်ကြီးသွားတာ အဲ့အပေါ်တော့စိုးရိမ်ကြောက်ကြတဲ့စိတ်ကလိုအပ်တာထက်ပေါ့ငါဒါကိုစိုးရိမ်တယ်ငါမဖြစ်ချင်တာငါကြောက်တာဒါအဲ့ဒါဆိုရင်အဲ့ဒါဟုတ်တယ်လားဆိုတာအဖြေရှာသင်ပါတယ်အဲ positive ပေါ့အခုအမတို့ပေါ့ညီမတို့ဟို business နဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေ sharing လုပ်ပေးနေတဲ့အချိန်မှာဒါဒီလုပ်ငန်းရဲ့ပေါ့နော်အခွင့်အလမ်းတွေ benefit တွေကတော့ဒါဆိုတာလေ message မှတ်ပြီးရှင်းပြပြီးလို့ပါဘူးအဲကိုယ်တိုင်အဖြေရှာသင်တယ် အဲ့ဒီပုံမှာလေ့လာတဲ့လူတိုင်းအတွက်ကိုလေ့လာတော့ကလည်းတန်ကောင်းခဲ့ရယ်အခုလက်ရှိလေ့လာနေတဲ့လူနောက်လေ့လာမဲ့လူတွေကိုအရန်ကန်ကောင်းနေပြောချင်တယ်။ဘာကြောင့်လဲ။အခမဲ့လေ့လာခြင်းကစတင်လို့ရတာဖြစ်တယ်။အဲ့တော့ကိုယ့်စီကငွေကြေးတပြားတစ်ချမ်းမှမပါဘဲနဲ့လေ့လာလို့ရတာကိုပါဇက်နဲ့အခုလိုမျိုး sharing လုပ်တဲ့ဟာကိုလေ့လာတယ်လို့မခေါ်ဘူး။အဲ့တခုတည်းနဲ့လည်းမလုံလောက်ဘူး။ system နဲ့တေချာပေါ့နော်။အာဒီဟာလေးဝင်ကြည့်ဆိုပြီးတော့ပြဿနာ ပေါ်ပေါ်ပေပေဝင်ကြည့်ရတာမဟုတ်ဘူးစနစ်တကျ system နဲ့ဘဲဒူဘဲဝါဆိုတဲ့ website ကိုစီရှိတယ် www. ဆိုအဲ့ဒီမှာသွားပြီးနာမည်နဲ့ email ကိုဖြည့်ပြီးတော့မှ register လုပ်ပြီးတော့ system နဲ့ရှင်းပြတာကိုလေ့လာရတယ်အဲ့ဒီ system နဲ့ရှင်းပြတဲ့အပြင်အဲ့ဒီဟာကို live နဲ့တိုက်ရိုက်ရှင်းပြတဲ့အဲ့ဒီဟာကိုညွှန်ပေးတာကိုလေတပတ်ကိုနှစ်ကြိမ် register လုပ်ထားတဲ့လူတိုင်းက join ခွင့်ရှိတယ် အဲ့တော့တခြားအလိမ်နဲ့စီးပွားရေးတွေမှာအဲ့လို system နဲ့လေ့လာဖို့မပေးထားဘူးလေ။အရင် simple ဖြစ်တဲ့အရာကိုမြင်နိုင်ရတာနဲ့မမြင်နေကြဘူး။အော်လိမ်နဲ့ညာတွေဟာတွေအဲ့ဒါတွေရှိ။ပါဇက်နဲ့ပဲပြောမယ်။ဥပမာခုအမားတို့ကခု register လုပ်လိုက်ရင် video နဲ့ဒီဟာလေးမှကြည့်လို့အော်ဒီ video ရဟိုသူတို့ create လုပ်လို့ရတာပဲ။ဒါ create လုပ်ပြီးပြောထားတာပြောလို့ရတယ်။ဒါဆို live နဲ့အပတ်စဉ်တစ်ပတ်နှစ်ကြိမ် live နဲ့ထွင်ပေးတာပါပြောမယ်။ပါပြောမယ်။တကယ်အောင်မြင်နေတယ် right အဲ့တော့ depend နဲ့ depend နဲ့ဟုတ်ကဲ့ကိုစိတ်တိုင်းကြတဲ့ဒီငွေချင်းမပေးတဲ့အဆင့်မှာကိုစိတ်တိုင်းကြတဲ့ဒီအဆင့်ဆင့်လေ့လာခွင့်ပေးတယ်အခုနရေဂျစ်တာလုပ်ပါတယ်ဆိုတော့ website လဲလူတကာဝယ်လို့ရတဲ့ website အခုပို့ဒီ business system ကို set up ချထားတယ်ဘလောက်အထိ safe ဖြစ်တယ်လဲဆိုရင်ကြည့်ကြည့် http မဟုတ်ဘူး http s ဲ့ aspara ကိုကနိုင်ငံတကာ fda အတိအကျဖြစ်ပြီးတာစစ်ချရကြောင်းပေါ်ပြနေတာဖြစ်တယ်။ဆိုရင်ဒစ္စလက္ခလိလာတာဖြစ်တယ်။အဲ့ဒါကလည်းအခမဲ့အဲ့အခွင့်အလမ်းဒီလောက်တန်ဖိုးရှိတဲ့အရာကိုအခမဲ့ပေးထားတဲ့ပုံမှာလူကတန်ဖိုးရှိမှမသိဘူး။ register လောက်တိုင်းလဲလိလာရဲမထင်နဲ့ညီမမလိလာဘူးနော်။ဟုတ်ကဲ့။အားသေးလို့ဆိုရဲ။အားသေး business လုပ်တဲ့လူ အဲ့ဒီအားပါရဲဆိုရဲ quality time တွေကိုလိုချင်လို့တိဆောက်နေကြတာဟုတ်တယ်မဆိုတော့အာဒါကတော့အမ sharing လုပ်တာတွေအကုန်လုံးကတော့အမခံယူထားတာတွေပဲဖြစ်တဲ့အတွက်ပေါ့နော်အများနဲ့တိုက်ဆိုင်ခြင်းလဲတိုက်ဆိုင်လိမ့်မယ်တိုက်ဆိုင်ခြင်းလဲမတိုက်ဆိုင်ဘူးပေါ့နော်အဲမတိုက်ဆိုင်ဘူးဆိုလဲမအားလို့နေနဲ့အပြစ်မပြောပါဘူးဘာဖြစ်ဆိုကိုတွေးတဲ့အတွေ့ကိုလက်ခံတဲ့အရာကကိုပိုင်ဆိုင်ရမယ့်အနာဂတ်ဖြစ်တယ်ဒီနေ့အောင်မြင်နေတဲ့လူတွေကိုချီးပြီးတော့ကံကောင်းလိုက်တာသူတို့က သူတို့ကစကားတွေပြောတတ်လိုက်တာကိုတွေးတဲ့အတွေ့ကိုရဲ့လုံရက်ပုံမှာအဲ့ဒါဖြစ်လာတယ်သူတို့လိုပဲကိုတွေလည်းနေနေမယ်ဆိုသူများထိုင်တဲ့အချိန်မှာကိုလည်းလိုက်ထိုင်နေတယ်ဆိုရင်ဒီနေ့ဒီမြောက်တော့လာသူများလမ်းလျှောက်တဲ့အချိန်မှာကိုကတွတ်တွတ်မလျှောက်ဘူးမပြေးထားဘူးဆိုဒီနေ့ဒီမြောက်ကိုကြောက်လာအောင်မြင်တူတိုင်းလည်းအချိန်ချိန်ရှုံးနေဘူးလေလဲကြဘူးဒီလုပ်ငန်းမှာကိုကလဲကြမှာပဲ လဲမကြအောင်လို့အကုန်လုံးထောက်တိုင်နေနေရာတိုင်းမှာတောင်ပေါင်းစုံကနေ supporting နေဖြစ်ပေးတာ။တာမန်မာလို့တရားရာဂိုင်နှုံးလုံးကိုတော်တက်ပြီးတော့လိုက်ယုံနေစရာ။ဆယ်ရာဂိုင်နှုံးမဲ့ကိုကျူးစားရတာ60ရာဂိုင်နှုံးကပတ်ချလဲအကုန်လုံးဟုတ်လား။အာဒီတတိုင်းကိုမှီလိုက်လဲဒီတတိုင်းကပြုတ်သွားစရာအကြောင်းမရှိဘူး digital နဲ့စနစ်တကျ system နဲ့တိဆောက်တာဒီပတ်ချလဲမှာတိုင်နေကိုကဒီလိုမျိုးကိုပြုတ်ကျသွားစရာပုံမရှိတာ။အဲ့ဒါမှထပ်ပြီးတော့တဲတယ်ပဲကိုကကိုထိုင်ချတယ်ဆိုရင်တော့လေဒါပုံနဲ့ပဲဆိုင်။ဆိုတော့ဘယ်ဘက်ကမှစိုးရိမ်စရာမရှိတဲ့အရာကို ကိုယ့်ရဲ့အားဆိုင်မှုလေးတော့မထည့်ချင်ဘူးဆိုရင်ဒါကိုတကယ် life changing ဖြစ်ချင်တယ်ခုနပြောတဲ့ register လောက်တိုင်းလည်းမလိလာဘူးဆိုတာသူ့ life တကယ် changing ဖြစ်ချင်တယ်သူဒီအရာကိုတကယ်မစားဒီအောင်မြင်မှုကိုတကယ်မစားဒီရရတဲ့အဲဟိုဘာခေါ်မလဲ benefit တွေအခွင့်အလမ်းတွေကိုတကယ်မလိုချင်တယ်အောင်မြင်မှုတကယ်မစားတော့တယ်90ရာခိုင်နှုန်းစာလောင်တဲ့လူက90ရာခိုင်နှုန်းရှိတယ် ဲ့မှာ60လား80လား80လား90လားတရာလားကကိုနေပဲဆိုင်149 29လဲအဲ strong mindset ရှိတယ်လို့ယူပါပေမယ်တကယ်တမ်းကြာရင်အရန်ကောင်းတယ်ဆိုလို့သိချင်တာပဲရှိတယ်သိပြန်တော့လေခုနညီမပြောတယ်ရင်းနှီးမှုဆိုတဲ့နေရာရောက်သွားတဲ့အခါကျရင်အဲ့ဒါကြီးကတအားလဲလို့ချင်တယ်ဆိုရင်စိတ်လွှမ်းဟောတာဖြစ်တယ်ဟုတ်ပါ live time တစ်ခုလုံးဒီချိန်တစ်ခါပဲရင်းနှီးမြှုပ်နှံပြီးတော့ပေါ့เนาะ unlimited အိမ်ကံပြန်ပေးတဲ့အရာ ပြောမယ်ဆိုရင် light type တစ်ခုလုံး unlimited income ပြန်ပေးတာဒီချိန်တစ်ခါပဲရင်းနှီးမြှုပ်နေတခြားစီးပွားရေးလုပ်ကြည့်လေတစ်ခါပဲရင်းနှီးပြီးထိုင်နေလို့ရတာပြန်ပြန်ရင်းနေရတာအဲ့ဒါဒါဆုံးရှုံးသွားရင်လေပြီးသွားပြီအောင်မြင်ရင်လေဆက်ရင်းနေရမှာငွေကြေးဖောက်ပွားမှုတွေအလျောက်ပေါ့နော်တစ်ဆင့်တစ်ဆင့်တက်နေတယ်ဆိုရင်ထက်ရင်းနေတာအဲ့တော့ light type တစ်ခုလုံး unlimited ပြန်ပေးတာ ਨੇ ရှင်အဲ့ဒီချိန်တစ်ခါရင်းနှီးရတဲ့ဟာကဘာမှမဟုတ်ဘူးတန်ဖိုးမရှိဘူးမှမပြောဘူးနော်ဘာမှမဟုတ်ဘူးလို့ပြောပြရတယ်ဒီလောက်အမောင်းက light type တစ်ခုလုံးပြန်ပေး ဒါပေမဲ့အဲ့လောက်အမောက်လေးကကို life ကိုလည်း change ချင်းဖြစ်မှာကိုကအကြီးကြီးမြင်နေရင်တော့အဲ့ဒါကအကြီးကြီးဖြစ်နေပါဘူးခုနပြောတဲ့အရာရာဒီကိုနဲ့ပဲဆိုင်တယ်ကိုဘလို့တုံးတက်လဲအလုပ်တကယ်လုပ်တဲ့လူကတော့အခက်ခဲဆိုတာပြပါတယ်ဒီမှာအခက်ခဲတွေအကုန်လုံး support ရှိတယ်အလုပ်မလုပ်တဲ့လူကတော့အခက်ခဲဆိုတာကိုပြမှာပေါ့ comfort zone ထဲမှာနေ comfort zone ထဲမှာပဲရှိအရေးအကြောင်းကြုံလာရင်လေအုံနောက်ကပိုးတော့အလုပ်မလုပ်တော့ ကြိုတင်မှမပြင်ဆင်ထားဘူးအမားတို့အရင်ခေတ်တုန်းကဒီလိုမျိုးကြိုတင်ပြင်ဆင်ခွင့်နေရှိရှိမှလည်းမသိဘူးလောက်ရခေါမှန်းလည်းမသိခဲ့ဘူးမြင့်ပညာတွေတိုးတက်လာတယ်အခုခေတ်ကြီးမှာအသံပညာတက်တာတော့ကောင်းတယ်ဒါပေမဲ့အသံပညာတက်မှမဟုတ်ဘူးကို့မှာစ조사တင်ရင်ချီစိတ်ရှိနေပယ်ဒီအမျိုးစုံကဘာကြီးကလည်းကြီးလိုက်မယ်ဆိုရင်အယံမနာတရယ်ပေါ့နော်ဒီနေ့ခေတ်မှာနိုင်ငံတကာမှာအာမျိုးစုံစစ်ပွဲတွေရောဗားတွေရောမတည်ငြိမ်မှုတွေရောအများကြီးဟိုပါနော်ကိုဗစ်လိုမျိုးကြုံလာပြီးနောက်ပိုင်းမှာစစ်ပွဲကြီးတွေကြဆင်းတော့ အများကြီးလောက်ကိုင်းနေရှားပါလာတာစီးပွားရေးတွေအရင်လို့အရင်လို့လုပ်လို့မကောင်းတာအဲ့ထဲမှာမှအလိမ့်ညာတွေတိုးလာတာရှိပေမဲ့တစ်ဖက်မှာဒီလိုမျိုးအရန်ကောင်းမွန်တဲ့အခွင့်အလမ်းတွေတိုးတက်လာတဲ့နည်းပညာပေါ်မှာကိုအာယံဆိုင်ဆိုင်တယ်လို့ ကိုအတွက်ပေါ့နော် အာနောင်ဒရစရာမဖြစ်အောင်စစ်မှန်မှန်သိကြအောင်လို့အာယုံစိုက်ပြီးလေ့လာဖို့အတွက်အခွင့်အရေးတွေရှိနေပါရဲ့ငွေကြေးပေးစရာမလိုဘဲနဲ့ကို့အနေနဲ့လေ့လာခွင့်တွေရှိနေပါတဖက်မှာလည်းကိုရာကို့ကိုကိုချစ်တတ်မယ်ကို့အနာတက်ကိုကိုချစ်တတ်တယ်ကို့မိသားစုကိုကိုချစ်တတ်မယ်ဆိုရင်တဖက်မှာလည်းဒီလိုမျိုးအရာကနေစတင်လေ့လာနိုင်အမားတို့ဒီမှာပေးနေတဲ့အခွင့်အလမ်းကြီးကလုတ်ပါလုတ်ပါလို့ပြောနေတာမဟုတ်ဘူးလေ့လာပါလေ့လာပါလေ့လာပါလေ့လာတဲ့အချိန်မှာအာယုံစိုက်ပါစိုက်ပါလို့ပြောတာအဲ့တော့ပေါ့နော်အမအနေနဲ့အားပေးစကားပြောချင်တာက ချစ်ပါကို့အနာဂတ်ချစ်ပါကို့မိသားစုချစ်ပါအဲ့ဒါဆိုရင်အဲ့ကို့စီကတပြားတစ်ချက်မှမပေးရတဲ့အာယုံစိုက်မှုကနေလေလာခြင်းကနေစတင်ပါမဟုတ်လဲအမတို့ဒီဆိုရှယ်မီဒီယာအမတို့အပါဝင်ပဲလွန်ခဲ့တော့နှစ်ပေါင်းဘလောက်သုံးခဲ့တာလေဝင်ထမ်းလဲနှစ်ပေါင်းဘလောက်လဲလုတ်ခဲ့ပြီဟိုကြည့်လွတ်လပ်မှုရတာဒီဆိုရှယ်မီဒီယာသုံးပြီးတော့ကို့အတွက်လူတိုင်း knowledge အမတို့ဒီဆိုရှယ်မီဒီယာသုံးလို့ပဲဒီလုပ်ငန်းအခွင့်အလမ်းတွေသိလာရတာဒါပေမဲ့အဲ့ဒါအမတို့ကယူတတ်လို့ ကိုယ်လိုပဲလူတိုင်းလည်းသုံးနေတာပဲအဲ့ချိန်မှာအမတို့ကယုံပြီးနှလုံးမိတ်ပြီးယုံပြီးတော့မှရော့ဆိုပြီးတော့ဒီထဲမှာငါကတော့ရင်းနှီးမယ်ဟေး no 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 ငါတော့တေသူတို့ကဓာတဲ့ဟေးငါလည်းလုံမယ်ဟေးဆိုပြီးလုတ်ခဲ့ရောက်မှမရှိအဲ့ဒီဟာလုတ်တင်တလားယင်းနှီးကြမယ်အရာကယင်းနှီးတင်တလားဆိုတာကိုအဲ step by step ဒီမှာပေါ့နော်ကိုကအနေရာတိုင်းမှာကောင်းမွန်တဲ့အရာတိုင်းမှာအစဉ်စဉ်တတ်မှတ်ချက်ရှိတယ်ကိုလည်းမနစ်နာရအောင်ဆိုပြီးတော့ပေါ့နော်ကို့အတွက်ပါစဉ်းစားပြီးအစဉ်စဉ်တတ်မှတ်ပေးတာရှိတယ်ထောက်တယ်လေဒုတိယအဆင့်149ဆိုလေရက်30မဖြစ်ခင်ကိုချီကောမခေါ်ရင်ကိုမရင်နှိမ့်ချင်မဆိုပြန်ထုတ်ခွင့်ပေးတာဒါကို့အတွက်စဉ်းစားပေးတာဟုတ်ဘူးလားဆိုတော့အစဉ်စဉ်ဆုံးရှုံးစီရမလိုဘဲနဲ့အကုန်လုံးတတ်မှတ်ထားပြီးတဲ့ step by step သွားတဲ့ပုံမှာအမတို့ညီမတို့ဒီလုပ်ငန်းရှင်ပေါင်း2600ဆိုဇလုံးကဒီအစဉ်စဉ်ကိုလိုက်နာတယ် step by step သွားတယ် အဆင့်ပြီးပြီဆိုဟုတ်ကဲ့ဒီဟာဒီဟာတော့တဘောကြတယ်ဒီဒီမေးခွန်းတွေကတော့ရှိတယ် then bus set လောက်အောင်လေကိုကြိုက်တယ်ဆိုရင်တော့ဒီအဆင့်ကိုဆက်သွားရတယ်အဲ့ချိန်မှာအမအနေနဲ့ရင်းနှီးမယ်လို့ပြောရချင်အမမရအောင်ဒီအဆင့်ဒီအဆင့်ကိုသွားရတယ်အော် okay ရင်းနှီးပြီး149ပြီးတော့အမကတော့အရန်ကြိုက်ပြီးရက်30အထိအချိန်ရှိပေမဲ့လည်းအမကလုတ်ဖို့ဆုံးဖြတ်ထားတယ်ဒီအခွင့်အလမ်းတွေလည်းအမကလက်မလွတ်မခံနိုင်ဘူးအဲ့တော့အမအခုစမယ်အမမရအောင် coaching ကိုပို့ခင်တယ်ဟမ်မမလိုတော့ဘူးအမကိစ္စမရှိဘူးအမရင်းနှီးမှလေအမဆုံးဖြတ်ပြီးမှမရဘူးမှာ စစ်မှန်လွန်းလို့သူများစိတ်မပြောင်းခင်ငွေပေးနေတော့မှယူထားမယ်ဆိုတာမျိုးတော့မှာပေါ့နင့်နေလှုပ်ချင်လို့မလှုပ်ချင်နေနင့်လက်လွင်နင့်အပွင့်လန်းနင့်ပဲဆုံးရှုံးနင့် life ပဲနင့် life changing ဖြစ်ဖို့အတွက်တောင်မှနင့်မနှမျောရင်ငါတို့ကနှမျောစရာမလိုဘူးဆိုတဲ့ဟာမျိုးကိုစတဲ့သူတို့ကအဲ့လိုပါဇက်ကမပြောဘူးနော်ဒါပေမဲ့သူတို့ကစစ်မှန်တဲ့အတွက်လုံးဝဘာမှမဟုတ်ဘူးကိုယ့်ကိုကူညီဖို့ပဲကိုယ့်ဘက်ကနောက်တစ်ဆင့်တက်ချင်ပါတယ်ဆိုရင်ကူညီဖို့ပဲသူတို့ ready ရှိနေပြီအမတို့ mentor တွေအကုန်လုံးကလည်းဒီတိုင်းပဲဘယ်အဆင့်ကိုသွားချင်တာလဲ ဘယ်လောက်စိတ်ဝင်စားတာလဲဘယ်လောက်စိတ်ကြည်နှက်ပြီလဲအဲ့အပေါ်မှာအစင်စင်ပေါ့နော်မန်တော်တယောက်နည်းလက်တွဲသွားဖို့ပဲစင်စင်ကူညီသွားဖို့ပဲရှိနေတာဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးကိုပြောချင်တာကအာ step by step သွားပါဘယ်လောက်ယဉ်နီလိုတာလဲအရွေးလို့ရတယ်ဒုတိယဆင့်တွင်းတဲ့အခြေချခုနအမမအစပိုင်းမှာတော့မပြောခဲ့ရည်နော်ဘာစီးပွားရေးကိုဖွင့်ချင်တာလဲအဲစိုင်ဖွင့်ချင်တာလဲဘာကိုလုတ်ချင်တာကိုကြိုက်တဲ့ package ကို အော်ဟုတ်တယ် street food ဖွင့်ချင်တဲ့လူက street food အရင်နှီးကိုတွက်ရွေးဟိုတယ်ဖွင့်ချင်တဲ့လူကဟိုတယ်အရင်နှီးကိုတွက်ရွေးစိမ့်ဆိုင်ဖွင့်ချင်တဲ့လူကစိမ့်ဆိုင်အရင်နှီးကိုတွက်ရွေးအမပြောတာဒါဥပမာတွေနော်ခဏနေနားထောင်ပြီးဒီထဲမှာစိမ့်ဆိုင်လည်းဖွင့်ပေးတယ်ထင်နေအောင်မယ်ဟိုတယ်လည်းဖွင့်ပေးတယ်ထင်နေအောင်မယ်ဒါက digital business franchise ပေးတာကြိုက်ကိုရွေးပြီးတော့ဆိုကိုတစ်ချိန်တစ်ခါပဲရင်းနှီးပြီးတော့ကို franchise ယူပြီးတော့ဒီစီးပွားရေးကိုသူတို့သတ်မှတ်ပေးထားတဲ့ training နဲ့ system နဲ့ business strategy tools တွေကိုအသုံးပြုပြီးတော့တစ်သက်တာလုံးတွားလို့ရတဲ့အဖြစ် franchise ပေါင်းများစွာပေးပါလေ အခု McDonald KFC franchise ယူထားတဲ့လူက franchise ထပ်ပေးခွင့်မရှိဘူး။သူတို့ယူထားတယ်ဒါပေမဲ့သူတို့ထပ်ပေးခွင့်မရှိဘူး။ဒီမှာကကိုယူပြီးတိုက်တလောက်ထပ်ပေး။နိုင်ငံတကာနဲ့တွဲပြီးအလုပ်လုပ်တာနိုင်ငံတကာကိုခရီးပဲထွက်ထွက်အပြီးပဲပြင်ပြောင်းလုပ်လို့ရတာ။အဲ့တော့ပေါ့ပေါ့ပါပါနဲ့ဘဲကိုလိုက်ကို change ဖြစ်ပြီးတာရှိတယ်ပေါ့နော်။ဒါကြောင့်မို့လို့ ကိုလိုချင်တဲ့အရာကိုစီကံလိုက်နာပြီး step by step သွားပါ။ကိုကိုရဲ့စိုးရိမ်မှုတွေရှိရဆိုရင်လေမေးခွန်းရှိမှအဖြေသိမှဖြစ်လို့ပေါ့နော်။အမတို့ညမစိုးရိမ်နဲ့လို့ဘယ်တော့ပဲပြောလူတိုင်းရဲ့ရင်ထဲမှာမေးခွန်းလေးတွေရှိတယ်လေ့လာရတဲ့အချိန်မှာတွေးမိတာလေးတွေရှိတယ်စိတ်ပူတာလေးတွေရှိတယ်။ဆွေးနွေးပါကို register လုပ်လိုက်တဲ့ www.bdu လေ။အဲ့ဒီလူနဲ့ဒါတွေကို mentor ဖြစ်သွားပြီပေါ့နော်။ဆိုတော့ဆွေးနွေးပါသူတို့ဘက်ကဆွေးနွေးပြီးပြောတဲ့ဟာတွေ reasonable ဖြစ်သလားမဖြစ်ဘူးလား။ဒီနေ့ခေတ်လူတွေမအားတော့ မသိစိတ်ရဲ့လောဘရှိလို့ဒါအလိမ်နေခံနေကြရကိုအုံနောက်ကိုခွင့်ထားပါကိုတကယ်လို့ကျင်နေဆိုလို့ရှိရင်ဆွေးနွေးပါဒီဆွေးနွေးလို့ပြောတဲ့အရာတွေကကို့အတွက် reasonable ဖြစ်သလားမဖြစ်ဘူးလားသိတယ်နော်အာယုံဆိုင်ရင်တိကိုတိတယ်အင်းငါ့ကိုမဟုတ်လို့လားပေးတဲ့ဟာတွေဆွေးနွေးတဲ့ဟာတွေအကုန်လုံးဟုတ်တယ် reasonable ဖြစ်တယ်လက်ခံနိုင်တယ်ဒီတဲ့အခွင့်အလမ်းကြီးပဲကြိုက်တယ်ဆို do it now အကောင်းနဲ့အကောင်းမွန်တဲ့အခွင့်အလမ်းဆိုတာအချိန်မဆွဲရအောင်မဆောင်ရအောင်လက်ရှိချိန်ကအကောင်းဆုံးဖြစ်တယ် ဲ့တော့ပြတ်သားဖို့တချို့တွေကတိတ်တွေ့ဝေလွန်းနေအခွင့်အလမ်းကိုလည်းကြိုက်တယ် business ကိုလည်းကြိုက်တယ်လုတ်လဲလုတ်ချင်တယ်အောင်မြင်မှလည်းတိတယ် supporting ပေးတာလည်းတိတယ် mental coach ကတောက်လျှောက်ခေါ်ရတာလည်းတိတယ်အောင်မြင်နေတာကိုလည်းဒုတိယအဆင့်ပေးတဲ့ချိန်မှာတကယ် main page ကနေတကယ်ဟိုပေါ့နော်ပွင့်လင်းမြင်သာစာနဲ့ကိုယ့်ရဲ့ life တွေကိုချပြပြီးတကယ်အမခန့် income နဲ့အောင်မြင်တာကိုလည်းတွေ့တယ်လုတ်ဖို့အရင်နေ့လည်းရှိတယ် ဆက်ရထက်တန်လာလို့မင်းကြီးလည်းထက်တန်တယ်အိမ်နောက်ဘက်ကတားလာလို့မင်းကြီးလည်းမတားဘူးဒါပေမဲ့တွေးဝေလို့ကောင်းတော့အဲ့ဒါပါလေအဲ့ဒီပတ်စံကိုအကြီးကြီးလို့မြင်တယ်ငွေကိုငွေနဲ့ပြန်ခိုင်းနေတာပါလားဆိုတော့ကိုကိုကိုမိနေကြတယ်ငါစုဆောင်းထားတဲ့ငွေကိုဒီပြန်ခိုင်းနေတာသူများစီမှာတော့ဝန်တန်းတတ်လို့တာကိုမစိုးစားလို့လားမလုပ်ရဘူးကိုယ်ရဲ့လောက်အောက်တက်တက်လုံးခိုင်းမလားငွေကိုကိုကခိုင်းထားပြီးတော့ အစင်နဲ့ပေးထားတဲ့ system တွေ training တွေနဲ့တွားပြီးတော့တိုးပွားအောင်လုပ်ဒါ gambling တွားကစားလိုက်တာအလောင်းကစားတွားလုပ်လိုက်တာမဟုတ်ဘူးသူများ brand test ဆိုလို့ကိုလိုက် brand test လုပ်ပြီးတော့တုံးလိုက်တဲ့ဟာမဟုတ်ဘူးသူများ brand တက်ကင်နဲ့ကိုလိုက်ကင်လိုက်တယ်အာငါ့အချင်းကြီးရမျက်လုံးနဲ့ကြည့်ပဲဘာဖြစ်ဘဲအဲ့ပက်ဆန်ကြီးကဟောင်းလောက်ဆိုဟောင်းလောက်ပဲအထဲမှာပက်ဆန်ရှိဖို့ပဲလို့တာပက်ဆန်အဲ့ဆုတ်ဆုတ်တာအရေးမကြီးဘူးတချို့တွေကအဓိကနဲ့တာမြောက်ခုချိန်တိခွဲခြားမတက်သေးဘူး ဟေ့အရင်ချမ်းသာပြီးတော့ဟိုလက်ကြည့်စရာမလိုအောင်လို့တုံးနေတဲ့လူတွေမှမဆိုလို့နော် life dot changing ဖြစ်ခြင်းနဲ့ဒါပေမဲ့တော့ဒီလိုမျိုးအတွေးတွေနဲ့အချိန်ကုန်နေတဲ့လူတွေရှိသေးပဲအဲ့ဒီဟာအတွက်ဒေါ်လာ3000လား5000လားမနှမျောဘူး Louis Vuitton သုံးပါလားဘာသုံးပါလဲသူချင်းထိခိုက်ရဖို့အရေးကြီးတယ်ဒီအိတ်လွှဲထားပြီးတော့အများကြီးမြင်နေလို့ပြောနေတာအဲ့ဒီဟာကိုအိတ်အိတ်လွှဲမဲ့အစား ငါဘာလေးကိုတိုးပွားအောင်လုပ်မှာလဲအဲ့ပတ်စံနဲ့ငါဘာခိုင်းလို့ရမလဲအမပြောတာ digital business လုပ်မှာမဟုတ်ဘူးဘာပဲလုပ်လို့ဒီလိုမျိုးဖြန့်တွေးကြပါကိုကိုကိုချစ်ကြပါပြောရမယ်ဆိုရင်တော့ဒီမအရေးတိတ်စကားအရင်များတာပဲဖြစ်သွားပါဘူးဟုတ်ကဲ့ဘဝကိုကောင်းစေချင်တာပါဘသူနဲ့ပဲလက်ဖေးဟဲနေပဲဝေးရွေးချယ်ချယ်ပါရွေးချယ်ရဆိုရင်လေ passive income ပေးရလားလေးကြည့်စို့ဝေးရတော့တိုက်တက်နေပဲရှာလို့ရတယ် ဝေရှာလာခြင်းအတူချိန်ပေးလာခြင်းအတူကိုယ့်အတွက် flexible ဖြစ်ရလားကိုလှဲညောင်တော့ညတကောင်တရေအဲ့လိုလေဒီစီးပွားရေးကအိမ်မရလို့လေဒီဒီစီးပွားရေးကပုံလေးသုံးပြီးလုပ်လို့ရတယ်ဆိုတော့ဗောနော်ကိုရွေးချယ်တဲ့အရာကကို့အနာဂတ်အတွက်လုံးဝလုံခြုံစိတ်ချရလားကိုရွေးချယ်တဲ့အရာကနှစ်ပေါင်းကြာလာလေကို့အတွက်ကိုကိုကိုကျေနပ်လေဖြစ်မလားနောင်တရလေဖြစ်မလားဆိုတာမလုတ်ခင်မှာစဉ်းစားပါ ဒါပေမဲ့စဉ်းစားရင်းနဲ့အချိန်ကုန်ခံခိုင်းတာမဟုတ်ဘူးပေါ့နော်။ဒါလေးတွေကိုလည်းနားလည်စေချင်တယ်။ကဲပေါ့နော်။ဒီနေ့ပေါ့နော်ညီမနှစ်ယောက်ရဲ့ sharing ကနေပေါ့အမကတော့ဒီလောက်ပေးတာနဲ့ပေါ့နော်။အာတခုခုတော့ရသွားကြလိမ့်မယ်လို့တော့ယုံကြည်တယ်ပေါ့နော်။အားလုံးပဲကိုလိုချင်တဲ့ဘဝတွေကို ဟိုပေါ့နော်ဟိုဟိုအုံနောက်ကလေးတွေ block ဖြစ်နေတယ်မတွေးမိတဲ့အရာလေးတွေဒီ life ကရသွားမယ်ဆိုရင်တောင်းမစိတ်ပျော်ပါတယ်ပေါ့နော်အဲ့တော့ကိုကိုကိုလေးတွေချစ်ကြပါအာဒီနေ့အချိန်ကအကောင်းဆုံးအချိန်မြင်မဲ့ပြီးခဲ့တဲ့ last minute အထိကဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့ဒီ life talk လေးကိုနောက်မှပဲជីជីအခုပဲជីជីနောက်မှပဲជីជីပေါ့နော်တစ်ခုခုရရမယ်ဆိုရင်ကိုကိုကိုပြောင်းလဲခြင်းနဲ့ဆိုရင်ပြောင်းလဲဖို့ချက်ချင်းကိုကိုကိုစတင်ပါ action ယူပါလေ့လာပါ ေလာပြီးမှယဉ်နှီးမလားမယဉ်နှီးဘူးလားဆိုတာကို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 စကားပြောလာလိမ့်မယ်အဲ့အချိန်မှာစိတ်ပျော်တဲ့အတိုင်းဆုံးဖြတ်ပါအာဒီညီမနှစ်ယောက်ကတော့ mentor တယောက်အနေနဲ့ပေါ့နော် mentor ကိုစီကိုစီ mentor တွေဖြစ်တဲ့အတွက်လက်တွဲလာတဲ့ဒူတိုင်းကိုအောင်မြင်မှုစီအတွက်ပေါ့နော်လက်တွဲခေါ်ယူပြီးတော့ကူညီသွားပေးဖို့အတွက် ready ပါလို့ပြောရင်းနဲ့ပဲအားလုံး thank you ပါညီမကြီးဟုတ်